အားလုံးပဲမင်္ဂလာပါခင်ဗျာ Bright Tone Galaxy Channel နဲ့ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့တင်ဆက်ပေးသွားမယ့်ဆက်လန်းလေးကတော့ဟင်ဟင်ဟင်အမားတို့ရဲ့နှိဒံအပိုင်းကြိတ်ဖြစ်ပါတယ်ခင်ဗျာအပိုင်းနှစ်ကိုတော့နောက်တစ်ပတ်ဒါမဲ့တနင်္ဂနွေနေ့မှာတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာအဲချိန်မဆွဲပဲစီစဉ်လေးစားလိုက်ရအောင်စ ီလေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့မမေ့ပါနဲ့เนาะကဲစိတ်ဝင်စားမယ်ဆိုရင်ဆက်လန်းလေးစလိုက်ကြရအောင်2000 years later အခုမြင်တွေ့နေရတဲ့လူတွေကတော့ဥမရနဲ့ဒေါ်လာဖြစ်ပါတယ်သူတို့လင်မယားနဲ့ဟာဆိုရင်အရန်ကိုစင်းရန်လွန်လာတယ်တတိယတယောက်ရဲ့အိမ်မှာသူတို့လင်မယားနဲ့အလောက်လောက်တလေ မိမဖြစ်သူကအင်ဖော်လို့ပြောယောက်ျားဖြစ်သူကအင်ချန်ပီယံရဲ့ဝေယဝစ်စာတွေကားတန်ရှင်ရေးတွေပါချန်ဆောင်နေတတိခိုင်းတမြောက်လောက်တာပေါ့နော်သူတို့လေမြန်နေဟာဆိုရင်တာသမီးယန္တနာရတဲ့ကံမပါလို့ထင်တယ်အခုချိန်ထိအသက်ကြီးနေအောင်တလေးရမရသေးဘူးတကယ်မှာတော့ထူးထူးဆန်းဆန်းသူတို့လေမြန်ရအရင်အိတ်ချလာတယ်တဲ့မိမရေငါတို့ဒီနေ့အရင် အချင်းကွာမတော့အရာဆိုဆိုလီဒီလိုနဲ့ရဲ့တွေလာတွေတနေ့ပြီးတနေ့ကုံဆုံးလာတယ်ဒီနေ့မှာတော့ထူဆန်းတဲ့အဖြစ်ပြက်စတင်ဖြစ်ပေါ်လာတယ်သူတို့လီမယားနဲ့ဟာဘယ်တော့မှကလေးမရဘူးလို့ထင်ရဲ့အချိန်မှာသူ့မိမဟာဆိုရင်သူ့ရဲ့ကိုဝင်ကိုလွယ်ထွားရည်ဖြစ်ပါတယ်သူတို့ဟာဆိုရင်အသက်ကြီးခါမှာအကိုဝင်ရတဲ့အတွက်သူယောက်ျားဖြစ်သူကအရန်ကိုပျော်ရွှင်နေတယ် ဒီလိုနဲ့သူ့မိန်းမကလေးမွေးရဲ့ရက်မှာယောက်ျားဖြစ်သူကခွဲခန့်အပြင်းနေထိုင်ဆောင်နေတဲ့အချိန်မှာယော့ဒီမှာခမရရဲ့ကလေးစိတ်မကောင်းတာတစ်ခုကတော့ခမရရဲ့မျိုးသမီးရမိတွင်းထွဲမှာဆုံးသွားတဲ့အတွက်ကျွန်တော်တို့ဘလို့မှကယ်လို့မရပါဘူးစိတ်မကောင်းပါဘူးဗျာဟုတ်လားဆရာရဲ့ကျွန်တော်မိမဆုံးသွားပြီပေါ့ ဖေဖြစ်သူကသူ့သားလေးကိုအိမ်ခေါ်လာရင်အေးမိမိမရှိတော့မိကိုနိုးတိုက်ဖို့အတွက်အဖေမှာငွေလုံးလုံးမရှိဘူးတိုက်ဒါကောင်းစားဖို့အတွက်တာဝူအဖေအဖေတို့အလုပ်ရှင်စီမှာတာဝေးစားဖို့အဖေပြေးလိုက်ပါမယ်အဖေဖြစ်သူကသူ့သားကိုတတိတယောက်စီမှာငွေစားဖို့အတွက်ပြေးလိုက်တယ်တဲ့လိုနဲ့ဒေးဗစ်ဆိုတဲ့ကောင်လေးက မူကြောအရွယ်ကိုဖျက်တမ်းနေပြီပဲဖြစ်ပါတယ်။မူကြောအရွယ်နေအလဲတန်းအရွယ်ရောက်လာတယ်။ကျောင်းသွားအောင်မှဆိုင်ကယ်နဲ့သွားအချိန်တွေကကုန်တော့အရန်အမြန်လာပဲ။ဘာလုံးလုံးနဲ့ဒီဘီဆိုတဲ့ကောင်လေးတော်အထက်တန်းအဆင့်ရောက်လာပြီ။တထေးရဲ့သားဆိုတော့လေစားကောင်းတာတွေစားမယ်၊ကားကောင်းစားတွေစီးမယ်၊တငယ်ရှင်တွေနဲ့ရှောက်လဲမယ်၊ကလပ်သွားမယ်၊ဘားသွားမယ်၊ပါတီရတက်မယ်။ဒီလိုနဲ့အချိန်တွေတဖြည်းဖြည်းကုန် ဘွဲဘွဲရပညာတတ်တယောက်တစ်ဖြစ်သွား။ဘာအလုံးမလည်းမလုံး။သူဖုံးသုံးနေတဲ့အချိန်မှာဖုံးသွောဝင်လာတော့သူကကင်လိုက်တယ်။အဲ့ဒါနဲ့သူလုံးဝလန့်သွားတယ်။ချက်ချင်းဆိုသလိုပဲသူစေးရုံအမြန်ပြေးသွားတယ်။ဒါပေမဲ့အချိန်မမီလိုက်ပါဘူး။ဒါအက်ဆီဒန့်ဖြစ်ပြီးဆုံးသွားတယ်။10 years later ထုံးစံတိုင်းပဲပေါ့။သူ့ဖေရတာဆုံးသွားတယ်။သူရဲ့အကျင့်ကတော့မပြောင်း။ဘာလုံးမှလည်းမလုပ်တဲ့ပြင် ်ဘားသွားတယ်ကလက်သွားတယ်တငယ်ချင်းတွေနဲ့ပျော်ပါတယ်ကောင်းမလေးတွေကိုအမ်းတယ်တနေ့တခြားသူ့ရဲ့သူ့ဖေပိုင်းဆိုင်မှုတွေကလုံပါပါနောက်ဆုံးမှာတော့ကုန်းကောက်ဆရာမရှိအောင်မွဲသွားတယ်သူ့ပိုင်းဆိုင်နေမြအိမ်ဒီအကုန်လုံးလဲရောင်းစားပြရတယ်ဒီလိုဒုက္ခရောက်နေတဲ့အချိန်မှာတငယ်ချင်းဆိုတာမရှိတော့ဆွေမျိုးဆိုတာလည်းမရှိတော့ကိုတာအနေမှာတငယ်ချင်းတွေဆွေမျိုးတွေအပေါင်းအသင်းတွေဆိုတာရှိရ ပြောချင်တာကတော့ကိုကအသက်ငယ်တုန်းရွယ်တုန်းလေးမှာပညာတွေကိုလေ့လာပါအချိန်ရှိတုန်းလေးမှာပတ်စံရှာပါအချိန်တွေအလားဟာတမဖြုံသီးပြစ်ပါနဲ့ကိုချစ်တဲ့လူကဘယ်အချိန်မှာကိုနားထွက်သွားမယ်ဆိုတာကိုမသိနိုင်ဘူးလေဒါကြောင့်မလို့ကိုချစ်တဲ့လူဆိုရင်မြဲတမ်းကူးဆိုင်ပေးပါတံပိုးထားပေးပါချိန်တွေလည်းမဖြုံသီးပါနဲ့ကဲဒီနေ့ရဲ့ဇလန်းလေးကတော့ဒီလောက်ပါပဲအပိုင်းနှစ်မှာဒေးဗစ်တယောက် ဘလို့ဘဝကိုပြန်မိစတင်မလဲဆိုတာစိတ်ဝင်စားတဲ့ဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးဖို့မေးပါနဲ့နော်